ားလုံးမင်္ဂလာပါဗျာဖိုကော်ဒီနိဗညာနေပြန်နေကြိုဆိုပါရစေဗျာဒီနေ့မှာတော့ internet တွေ wifi တွေသုံးရတဲ့ error ဖြစ်မှာဖြစ်ပါတယ်အဲ့တော့ entertainment တွေ line တွေတက်တယ်ဘေးလက်ရှိတယ်သုံးလို့မရဘူး wifi တွေလက်ချိတ်လို့မရဘူးအဲ့တော့ချိတ်လို့ရပြန်တော့လဲ internet သုံးမရဘူးဆိုတော့မိတ်ဆွေများအတွက်မြောက်ပေးခြင်းဖြစ်ပါတယ်အ အဲဒါတော့ဒီအေဒါလေးကအရန်လွယ်တဲ့အေဒါတစ်ခုပဲဖြစ်ပါတယ်အဲ့တော့ဘာကြောင့်ဖြစ်တာလဲဆိုတော့ဖြစ်ရတဲ့အကြောင်း၃ရင်းရှိပါတယ်နံပါတ်၁တစ်ခုက software တွေညှိသွားရင်လည်းဖြစ်ပါတယ် software ညှိသွားရင်ဆိုတာကျွန်တော် VPN software တို့ game တို့တော့တခြားသောထူးဆန်းသော software လေးနဲ့၃ရင်းပြူရင်းနဲ့အဲ့တော့ VPN server တို့ background data တွေ online ပိတ်လိုက်ပိတ်လိုက်ဖွင့်လိုက်အဲ့လိုမျိုးခါကြရင်မနိုင်မိသွားရင်လည်းဖြစ်တတ်တယ်ဒါဆိုရင်လုံးဝ internet မရဘူး wifi တော့ချိတ်လို့ရလိမ့်မယ်အဲနံပါတ်2တစ်ခုကတော့ အာကျွန်တော်တို့တွေဒီပုံတော့ wifi တွေထောက်လျှောက်ဖွင့်ထားတယ် wifi တွေထောက်လျှောက်တနေ့ကိုဖွင့်ထားတယ် internet တွေဇုံဖွင့်ထားတယ်အဲ့လိုဇုံလုံးဝပြန်မပိတ်မိဘူးအဲ့လိုအခြေအနေမျိုးများသွားတဲ့အခါမျိုးမှာလည်း internet line တွေကြောင်ပြီးတော့ကျွန်တော်တွေဖွင့်မရဘူးဖြစ်တတ်တယ်သုံးမရဘူးဖြစ်တတ်တယ်ပေါ့နော်အဲနံပါတ်3ချက်ကတော့ကျွန်တော်တို့တွေနံပါတ်3ချက် ကတော့အဖြစ်အများဆုံးအဲ့ဒါပဲဖြစ်ပါတယ်အဲ့တော့ date တွေ time တွေမားနေရပဲဖြစ်ပါတယ်ဒါကြောင့်မို့ internet တွေပေရှိတဲ့နဲ့သုံးမရဘူး wifi တွေကျွန်တော်တို့တွေအာ wifi တွေတက်နေတဲ့နဲ့သုံးမရဆိုလို့ရှိရင် date နဲ့ time တွေကိုအရင်ဆုံးချိန်ကြည့်ပါချိန်မရဘူးဆိုလို့ရှိရင်တော့နောက်ဆုံးနည်းလမ်းလေးတစ်ခုရှိပါတယ်အဲ့ဒါလေးကဘာလဲဆိုတော့ setting reset လေးချပြရမှာဖြစ်ပါတယ် setting reset ချဖို့အတွက်ပထမအကုန် setting နဲ့ကိုသွား setting သွားပြီးတော့ setting မှာ reset ဆိုပြီးရိုက်ရှာကြည့်ပါ r e s e t reset โอเค ISD result လို့ရရှာလို့ရှိရင်ကျွန်တော်တို့ကဒီမှာ ferry data reset ချတာရယ်ကျွန်တော်တို့73ခု73ခု reset ချတာရယ်ဒီမှာပေါ်လာโอเคကျွန်တော်တို့ကဒီဟာကတော့ဒါကတော့ ferry reset ချတာဆိုတော့ကျွန်တော်တို့ data တွေအားလုံးပြတ်သွားနိုင်တယ်ဒါတော့လုံးဝမချဘူးအဲ့တော့ကျွန်တော်တို့ကအပေါ်ကအကောင့်လေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်ဒါလေးကိုနှိပ်လိုက်မယ်နှိပ်လို့ရှိရင်ဒီမှာတော့ဝလံရဲ့ mobile data ရဲ့ bluetooth ရဲ့ဒီ၃ကို reset ချပြီးမှဖြစ်ပါတယ်အဲ့တော့ဒီ၃ကို ရစချပေးမယ်ဆိုတာဒီသုံးခုတွေကိုချိန်ထားတဲ့မှားချင်မိတဲ့ဟာတွေမှားနေမိတာတွေအားလုံးကိုတော်ရှင်းပြမယ်လို့ပြောတာပါဒါလို့ရှင်းပြခြင်းအပြင်ကျွန်တော်တို့မှားချိန်ထားတဲ့ wifi တွေတည်းရှင်းသွားမယ် bluetooth ရှင်းသွားမယ်အဲတခုလို့ရှိတာပေါ့နော်ကျွန်တော်တို့ wifi တွေဆိုရင်တော့ကို wifi password လေးတော့ပြန်ထည့်ပေးရတာပေါ့အဲတော့ wifi password တွေပါအစနေပြန်ထည့်ပေးရမယ်ဒါလေးလုပ်ပေးရုံပဲ okay အဲ့လိုဒီနေရောက်ပြီဆိုရင်ဒီမှာ reset setting ဆိုတာလေးပါတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ် ဒါလေးကိုချက်နေလိုက်ပြီးဆိုရင်တော့ password တောင်းလိုက်မယ် password လေးထည့်ပေးလိုက်ရ password လေးထည့်ပေးလိုက်ပြီး reset လေးချပစ်လိုက်ရုံပဲဒါပဲတချို့ဖုန်းတွေကလည်းပိတ်ပြီးပြန်ဖွင့်တယ်တချို့ပုံတွေခုနောက်ပိုင်း modem ဖုန်းတွေကလုံးဝပြန်မပိတ်တော့ပါဘူး ac ပါပဲဒါလေးဖြတ်လိုက်လို့ဘာမှစိတ်မပူပါနဲ့ဒီ၃ခုလေးပဲကိုတော့ဟိုပြောင်းမတော့ချိန်ထားတဲ့ set setting လေးတွေကိုပြန်လဲပြီးအစ်စ်ပြန်လုပ်ပေးတဲ့သဘောပါကျွန်တော် wifi လေးတွေကို password လေးတွေပြန်ထည့်ပေးလိုက်ရုံပဲဒါပဲအဲတခုတော့ရှိတာပေါ့နော်ကိုကတခြားသူများရဲ့ wifi ကိုကျွန်တော်လဖိတ်ဆိုင်တို့တခြားနေရာရဲ့ wifi တွေကိုကျွန်တော်တွေခိုးသုံးထားတာထည့်သုံးထားတာလို့ဆိုလို့ရှိရင်တော့အဲ password လေးတော့ပြန်ထည့် ပေးတာပေါ့နော်โอเคဒါဆိုရင်အားလုံးသိရှိသွားပြီထင်ပါတယ်ဗျဒါဆိုရင်ကျွန်တော်တို့ကအာ wifi နဲ့ wifi နဲ့သုံးလုံးရမယ်အဲ့တော့ internet လည်းသုံးလုံးရမှာဖြစ်ပါတယ်ကဲ internet wifi နဲ့တန်နေတာနဲ့သုံးရတဲ့ error အားလုံးလုတ်တက်ပြီးတော့ထင်ပါတယ်အဲနောက်ဆုံးဖြစ်တဲ့ error တွေကတော့ software error မဟုတ်ဘဲနဲ့ hardware error ပဲဖြစ်ပါတယ်ဒါမျိုးတွေလည်းဖြစ်တတ်ပါတယ်ဒါကတော့ note 9 note cd မှာလည်းဖြစ်တတ်တယ် redmi 8 8a 778စတဲ့ redmi cd အဲ note cd နဲ့အခုက redmi ။အဲမှာဆဲမီအထက်စီးကြီးတွေဖြစ်တတ်ပါတယ်။အဲ့တော့ Wi-Fi တွေသုံးမြတဲ့ Internet တွေသုံးမြတဲ့အဲ့လို error မျိုးဆိုရင်တော့ကျွန်တော်တို့ကပထမဆုံး software တွေပြန်ရေးပြရတဲ့ global chain နဲ့အဲ့လိုမျိုး error တွေဖြစ်တတ်တယ်။ global chain နဲ့တဲ့အခါမျိုးမှာ region နဲ့နိုင်ငံလေးမတူတဲ့အခါမျိုးမှာလည်းအဲ့လိုဖြစ်တတ်ပါတယ်ဗျ။ကဲအဲ့လားအဲ့လိုမျိုးတွေ software ဆော့ဝဲနဲ့ဖြည့်ရှင်းမယ်ကျွန်တော်စီကျွန်တော်အရင်တော့ဆိုတော့ဆော့ဝဲနဲ့ဖြည့်ရှင်းတာများပါတယ်အားလုံးအဆင်ပြေတာများတယ်အဲ့တော့တချို့ဟာကြောက်တဲ့ hardware ဖြစ်တာအမ Redmi 8A လို့ဆိုရင်တော့ hardware ဖြစ်တာများတယ်အဲ့တော့ hardware ဆိုလို့ရှိရင်တော့ကျွန်တော်က PA ဆိုတဲ့ line IC လေးကိုဖြုတ်ပြီးအစ်စ်လဲပေးတယ်အဲ့တော့အိုက်ကောင်လေးလည်းများပါတယ်အဲ့လိုမျိုးဆိုရင်နောက်ဖုန်းလေးပါပါအစ်စ်အလုပ်ခဲပါဆွဲပေးတယ် အာကျွန်တော်တို့ line line ဝင်ပိုကောင်းဆုံး line ကျိုးလေးကပါရပါအသိကောက်ထိုင်ပစ်လိုက်တယ်ခဲတွေထပ်ဆွဲပစ်လိုက်တယ်ဒါဆိုရင်တော့ line เนี่ยပိုကောင်းသွားပါတယ်ဗျကဲဒါဆိုအားလုံးပဲ wifi နဲ့ internet တွေ line သုံးမြတဲ့ error လေးတွေအားလုံးပဲလောက်တက်ပြီးသိရှိပြီးထင်ပါတယ်ဗျအစီအပြေတာများကိုလည်းခုမှမေးခဲ့ပါတော့ကျွန်တော်အခုလိုပဲ video လေးနဲ့ပြန်လည်ရှင်းပြပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျအစီအပြေနဲ့ line subscribe နဲ့ပြီး line subscribe နဲ့ပြီးအပိတ်ခဲ့ပါအောင်လို့လည်းတောင်းဆိုပါတယ်ဗျကောင်းသောနေ့လေးပန်ဆိုင်ကြပါသည်ဗျာ